ဆန်ချိန်တင်မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာရေကြီးမှု ဖြစ်ပွားခဲ့ပြီးလူ73ဦးသေဆုံးခဲ့တဲ့အပြင်လူနေအိမ်ပေါင်းတသိန်းကျော်ရေနစ်မြုပ်သွားမင်္ဂလာပါပရိသတ်ကြီးရှင်ဗီယက်နမ်နိုင်ငံအလဲပိုင်းပြည်နယ်တော်များများမှာမိုးသည်ထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုဖြစ်ပွားခဲ့လို့လူ73ဦးသေဆုံးခဲ့ကြောင် လက်ရှိအချိန်ထိ71ဦးပျောက်ဆုံးနေပြီး34ဦးဒဏ်ရာရရှိခဲ့ကြောင်း BNN တဘာဝဘီနဲ့ရေကာတာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကအောက်တိုဘာလ31ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါရေးကြီးမှုကြောင့်အင်ဂျီ3360000ကျော်ရေလွှမ်းမိုးခံခဲ့ရပြီးတခြားသောအိမ်56လုံးပြိုကျခြင်းသို့မဟုတ်ရေစီးအားတန့်ချိန်မှမျောပါသွားခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းအင်ဂျီ150နီးပါးပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်းအဆိုပါထုတ်ပြန်ချက်တွေမှာပါရှိပါသည် ဗီယက်နမ်နိုင်ငံအလဲပိုင်းဟာတမိုင်းဝင်နန်းတော်ဟောင်းရှိတဲ့မြို့လဲဖြစ်ပြီးဟွေးမြို့မှာတော့မိုးသည်ထန်စွာရွာသွန်းပြီးနှစ်ပေါင်းများစွာအတွင်းအဆိုးဝါးဆုံးရေကြီးမှုနဲ့ကြုံနေရတာဖြစ်တယ်လို့လည်းသိရပါဗယ်မိုးတွေကအစမပြတ်သည်ထန်စွာရွာသွန်းခဲ့တာကြောင့်ဟောင်းရေးပါးကရေများရှမ်းတက်လာခဲ့ကရေဟောင်းအထိမ့်မတ်အစာအုံများနေအိမ်များနဲ့လမ်းများတမျိုးလုံးမှာရေနှင်းမြုပ်ခဲ့တယ်လို့လည်းသိရပါဗယ် အော်တိုဘာလာ23ရက်နေ့ကလေးကအစာပြုခဲ့တဲ့မိုးတဲထံမှုကအော်တိုဘာလာ28ရက်နေ့မှာတော့ဝင်းမြို့တစ်မြို့လုံးအစိုးဆုံးစံချိန်တင်ရေးကြီးမှုအဖြစ်မှတ်တမ်းတင်သွားခဲ့တယ်လို့လည်းသိရပါတယ်။ဗီယက်နမ်နိုင်ငံတောင်ပိုင်းဟိုချီမင်းမြို့နဲ့အနီးတစ်ဝိုက်ကတော့နေ့စဉ်နေ့တိုင်းမိုးအနှင်းငယ်ရွာသွန်းတာကလွဲပြီးရာသီဥတုအဆင်ပြေလျက်ရှိတယ်လို့လည်းသိရပါတယ်။ဘာလဲတလတူအောင်မပြတ်